ယခုလက်ရှိမှာအီရန်နဲ့အစ္စရေးနိုင်ငံတို့ရဲ့ဒင်မာရဲ့အခြေအနေတခုမှာအီရန်အနေနဲ့အစ္စရေးရဲ့တိုက်ခိုက်မှုတွေအောက်မှာအခြေအနေခက်ဆိုးဆိုးနဲ့ရင်ဆိုင်နေရပြီးတော့နျူကလ িয়ার သိပ္ပံပညာရှင်များနဲ့ထိတ်တန့်အရာရှိတွေပါဝင် လူယာနဲ့ကြီးတေဆုံထားသလိုအစ္စရေးဟာလည်းအီရန်ယာနဲ့ကြီးတဲ့ဒုံးကြီးတိုက်ခိုက်မှုတွေကိုသူတို့ရဲ့အိုင်ယန်တုံစနစ်နဲ့အတန်နိုင်ဆုံးကာကွယ်နေပြီးတော့အချို့နေရာတွေမှာဆိုရင်ထိခိုက်မှုတွေရှိနေကြပါတယ် ီနေ့မှာတော့အီရန်နိုင်ငံသားနျူကလ িয়ার လက်နက်အမှန်တကယ်ပိုင်ဆိုင်သွားပြီဆိုဘက်ကအစ္စရေးအီရန်နိုင်ငံရဲ့ရန်သူတော်များနဲ့ကဘာကြီးပေါ်ဘလို့အကျိုးသက်ရောက်မှုတွေဖြစ်လာနိုင်မလဲဆိုတော့ကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။အီရန်နိုင်ငံဟာဆယ်စုနှစ်များစွာကလေးကနျူကလ িয়ার စွမ်းအင်နဲ့လက်နက်ဖွံ့ဖြိုးရေးကို အားထုတ်နေပြီးတော့အကယ်၍၎င်းတို့ရာအမှန်တကယ်နျူကလ িয়ার ပုံပိုင်ဆိုင်သွားပါက အရှိအလေပိုင်းရဲ့စစ်ရေးနိုင်ငံရေးနဲ့ မဟာဗျူဟာတစ်ခုလုံးဟာပြောင်းလဲသွားမှာပဲဖြစ်ပါတယ်။အစ္စရေးအီရန်ရဲ့နျူကလ িয়ার လက်နက်ကိုအသက်အန္တရာယ်ချိန်ချောက်မှုဖြင့်ယူမြင်ထားပြီးတော့ယခုအချိန်မှာတိုက်ခိုက်နေရုံသာမက1980ခုနှစ်မှာအီရန်ရဲ့ OSIRAT နျူကလ িয়ার စက်ရုံကိုပုံကျဲဖြစ်စီခဲ့တယ်လို့2009ခုနှစ်မှာရယ်စီဒီယားမှာရှိတဲ့နျူကလ িয়ার စက်ရုံကိုလည်းတိုက်ခိုက်ခဲ့ပူပါတယ်။ အီရန်ရဲ့နျူကလ িয়ার လက်နက်ဖွံ့ဖြိုးမှုကိုကာကွယ်ရန်အီရန်ရဲ့နျူကလ িয়ার စွမ်းအင်စီမံကိန်းကိုဂျူဒင်တိုက်ခိုက်ရေးဆိုတဲ့အစ်စရီရဲ့မူဝါဒကိုယခုလက်ရှိအသုံးပြုလျက်ရှိနေပြီဖြစ်ပြီးတော့တည်ရောက်မှုလည်းအလွန်ရှိနေခဲ့ပါတယ်။အီရန်ဟာယခုလက်ရှိအစ်စရီကိုတိုက်ခိုက်နေသလိုပဲအရင်ကတည်းက၎င်းရဲ့လက်ပါစီအဖွဲ့များဖြစ်တဲ့ Hezbollah, Houthi နဲ့ Hamas စတဲ့သဘုံတပ်ဖွဲ့များမှတစင် အစ္စရေးနဲ့၎င်းရဲ့မဟာမိတ်နိုင်ငံများကိုနျူကလ িয়ার ချိန်ချောင်းမှုဖြင့်တွယ်ဝိုက်အသုံးပြုနိုင်ပါတယ်။အီရန်ဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်မှာက Sorry Arabia နဲ့အီဂျစ်နိုင်ငံတို့ကလည်းသူတို့နိုင်ငံတွေကို ခုခံကာကွယ်ရန်အတွက်နျူကလ িয়ার လက်နက်တပ်ဆင်ဖွံ့ဖြိုးရန်ကြိုးစားလာနိုင်ပါတယ်။တူရကီတမရာအာတိုကန်ဟာလည်းအီရန်မှာနျူကလ িয়ার လက်နက်ရှိရင် တူရကီမှာလည်းရှိတင်တယ်လို့ပြောဆိုခဲ့ပူပါတယ်။တရှိအချိန်မှာအစ္စရေးတနိုင်ငံနဲ့သာနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားပြီးအရှိအလဲပိုင်းမှာ အီရန်မှာထမံပိုင်ဆိုင်လာပါကဒေတာတွင်းစစ်အေးတိုက်ပွဲမဒဲအစ်စကိုဝါဖြစ်လာနိုင်ခြင်းရှိပါတယ်။အီရန်နိုင်ငံသာနျူကလ িয়ার ပိုင်နိုင်ငံဖြစ်လာခဲ့မယ်ဆိုရင် အမေရိကန်နဲ့ နောက်နိုင်ငံများရဲ့ပြင်းထန်သောတုံ့ပြန်မှုစီးပွားရေးပိတ်ဆို့မှုများကိုပုံမဆိုးရွားစွာ ခံလာရနိုင်ခြင်းရှိနေပါသည်။အမေရိကန်နဲ့ဥရောပသမဂ္ဂတို့ကအီရန်ပေါ်ပုံမတင်ကျသောစီးပွားရေးအရေးယူမှုများဥပမာရေနံတင်ပို့မှုပိတ်ဆို့ခြင်းဗန်လုံငန်းများကိုကန့်သတ်ခြင်းများပြုလုပ်လာနိုင်ပါသည်။အီရန်ဟာသူ့ရဲ့လက်ပါစီအဖွဲ့များဖြစ်တဲ့လေဗနွန်ကဟစ်စ်ဘိုလာ၊ယီမင်ကဟူတီနဲ့ ပါလက်စတိုင်းကဟာမတ်စရစ်စစ်သေးကြတပုံတပ်ဖွဲ့များစီကိုလက်နက်နဲ့ငွေကြေးများထောက်ပံ့နေပြီးတော့နျူကလ িয়ার ပစ္စည်းများဟာရင်းအဖွဲ့များလက်တို့ရောက်ရှိပါကကဘာကြီးမှာကြောက်စရာကောင်းသောနျူကလ িয়ার အကြမ်းဖက်မှုကြီးများဖြစ်လာနိုင်ခြင်းရှိပါတယ်။အရှိအလယ်ပိုင်းမှာဆက်မီလောင်မာကရေနံစည်းကွက်ကြီးမားစွာ ထိခိုက်မိဖြစ်ပြီးတော့ကဘာစီပွားရေးလဲဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။ နျူကလ িয়ার စပွဲအန္တရာယ်ကြောင့်ကမ္ဘာစတော်ဈေးကွက်နဲ့ခရစ်တိုကာရန်စီဈေးကွက်တို့မှာ ကြီးမားသော အတက်အကျများဖြစ်ပေါ်လာနိုင်ပါတယ်။အီရန်နျူကလ িয়ার လက်နက်ပိုင်ဆိုင်ပါကအရှေ့အလယ်ပိုင်းရဲ့ဆေးရည်ဖြူဟာတစ်ခုလုံးပြောင်းလဲသွားမှာဖြစ်ပြီးတော့ကမ္ဘာငြိမ်းချမ်းရေးအတွက်ကြီးမားသောခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်ပဲအစ္စရေးပါဝင်နိုင်ငံတကာအတိုင်းအဝန်ကအီရန်နဲ့တဘောတူညီမှုရရှိရန်နဲ့နျူကလ িয়ার လက်နက်မပြန်ပွားရေးအတွက်ဆက်လက်ကြိုးပမ်းနေကြတာပဲဖြစ်ပါတယ်။အဆုံးထိကြည်ပေးလို့အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။